မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စာတင်ကြောင်းဘုံကျဲသူဟုသတင်းထွက်နေသောလေရင်မူးမီတာစုပိုင်းပွဲရုံဟင်္ဒရာမြို့တွင်ဂျမာယုံ၌ကုန်လောင်ထား၍ဒေသခံများမကျေနပ်ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းဒီပေးရင်မြို့နယ်အိုးတိန်တွင်ရွာစတင်ကျောင်းအားတိုက်လေရင်ဖြင့်ပုံချဲ့ခဲ့သည့်လေရင်မှုဟုသတင်းထွက်ပေါ်ခဲ့သောဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်မိသားစုပိုင်းဟင်တရာမြို့မှပွဲယုံသည့်ရော့ခွက်ပိုင်းဓမာယုံ၌ကုံလောင်ထား၍ဒေသခံများကမကြင်မနက်ဖြစ်နေသည်ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်၏မိသားစုကဟင်တရာမြို့တာ90မြောက်ရက်ွက် အင်ကာဘတ်နွေတန်ကဌာနဘေးတွင်ကောင်းမြတ်ပွဲရုံနှင့်လှဲရင်စိုက်ပျိုးရေးပစ္စည်းဆိုင်ဖွင့်ထားသည်။၎င်းတို့၏ကုန်ပစ္စည်းများကိုနွေတန်ကဌာနအဆောက်အုံအတွင်၌တူလောင်ထားသည်ဟုဒေသခံတအူကပြောသည်။သူတို့ကဓမ္မယုံနဲ့ကက်လက်မှာခြံဝယ်ပြီးပွဲယုံဖွင့်တာသူတို့ခြံထဲမှာကုံတွေပြည့်ပြီးဆိုရင်ဓမ္မယုံထဲမှာထားတယ်ရက်ွက်အုပ်ချုပ်ရေးပိုင်းကလည်းသူတို့ကိုခွင့်ပြုပေးထားတယ်တိုင်လို့တော်လို့ကတော့လုံးဝမရဘူးဟုဒေသခံတအူကပြောပါတယ် အဆိုပါပွဲရုံကိုဒုဗိုလ်မှူးကြီးစောမင်းထင်ကျော်၏အဖေဦးကျော်တန်းနှင့်ထဝင်းကြည်တို့ကဦးစီးလုပ်ကိုင်းနေခြင်းဖြစ်ပါသည်။ရေယုတ်သီးထွက်သည့်ရာသီတွင်ပတ်ဝန်းကျင်၌ရေယုတ်သီးအနှံများမှော်နေပြီးပတ်ဝန်းကျင်၌နေသူများ၏ကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်ကြောင်းဒေသခံအချို့ကပြောပါသည်။သူတို့ရဲ့ရှေးလမ်းမှာကျန်းမာရေးဌာနကငန်းစီရီယန်တယောက်ရှိတယ်။အဲ့ဒီမိမကလည်းမတားဘူးနန်းတွေပေါင်းပြီးပတ်ဝန်းကျင်ကိုဒုက္ခပေးတာဟုဒေသခံတအူးကလည်းပြောပါရင် ဒူးပုံမူကြီးစော်မင်းတင်ကျော်သည်စစ်တပ်ကတို့အပတ်စဉ်44ဆင်းဖြစ်သည်၎င်းတို့မိသားစုသည်ဟင်္သရမြို့နယ်ချင်းဖို့ကြေးရွာအုပ်စုမှဖြစ်ပြီး2015ခုနှစ်ဝင်ကျင်တွင် မြို့ပေါ်သို့ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းဟင်္သရမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ဤဆက်သူကပြောပါရယ်။၎င်း၏ညီအရင်ဖြစ်သူချမ်းမြေကျော်မှလည်းစစ်ကောင်စီတပ်မှစေးတပ်သားဖြစ်ကြောင်းသိရပြီးအဆင့်ကိုမှမသိရသေးပေ။ ၎င်းတို့လက်ရှိနေထိုင်သည့်အိမ်သည်စစ်တပ်အငြိမ်းစားကြံ့ခိုင်ရေးပါတီထိပ်တန်းကောင်ဆောင်ဖြစ်ခဲ့သည့်ဦးထေဦးအိမ်နှင့်မလန်မကန်၌ရှိသည်ဒုဗိုလ်မှူးကြီးစော်မင်းထင်ကျော်သည်မေလ12ရက်ကစကိုင်းတိုင်းဒီဘဲရင်မြို့နယ်အိုးတိန်တွင်ရွာစတင်ကြောင်းကိုတိုက်လျင်ဖြင့်ဘုံကျဲခဲ့သူဟု Facebook လူမှုကွန်ရက်တွင်သတင်းကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့သည်ဘုံကျဲသူမှာ၎င်းဟုတ်မဟုတ်ကို သတင်းဌာနကတရားအတည်ပြုနိုင်ခြင်းမရှိသေးပေသို့သောပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုအတိုင်းဝိုင်းတွင်၎င်းအားအပြင်းထန်ရှုံချဝေဖန်ထားကြသည်အိုတိန်တွင်စတင်ကြောင်းတိုက်ခိုက်ခံရမှု၌ဆီယမ2ဦးနှင့်ចောင်းသားចောင်းသူ22ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးတရားကြောတရားရခဲ့သည်အဆိုပါအမှုကိုတရားမျှတမှုပြန်လည်ရရှိသည့်အသည့်စစ်ဆေးဖော်ထုတ်မှုဟုတော်လိုင်းရေးအင်အားစုများကထုတ်ပြန်ထားသည် ဒုဗိုလ်မှူးကြီးစောမင်းထေကျော်ဤသတင်းထွက်ပေါ်လာပြီးနောက်ဟင်္ဒရာမြို့ပေါ်တွင်စစ်ကောင်စီကစစ်ဆေးရေးတင်းကျပ်ခဲ့ကြောင်းမြို့ကန်အချို့ကပြောသည်သို့တော်လည်း၎င်းတို့ဤမိသားစုပိုင်ပွဲရုံကိုဆက်ဖွင့်ထားဆဲဖြစ်ကြောင်းဒေသခံများကပြောသည်ဆလပီစစ်ကောင်စီတက်လီကြောင်းနှင့်လက်နက်ကြီးပစ်ခတ်၍ပင်လောင်မြို့နယ်မှာကြေးရွာများဆစ်ဆောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောင်စီတက်နှင့် PNO ပြည်သူ့စစ်အေးလေးကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင်းရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ရှိစောင်းပြောင် ပင်ပွန်းလင်းပွာလာနှင့်ကောင်းပါကြေးရွာများမှာပြည်သူ၃000တန်းမနည်းစစ်ပေးရှောင်နေရကြောင်းဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့ကသတင်းဌာနသို့ပြောပါရယ်။ရှမန်နေမေလ18ရက်နေ့နံနက်ပိုင်းကစ၍စောင်းပြောင်းကြေးရွာအနီးတိုက်ပွဲကြောင်းဒေသခံများမှစစ်ပေးရှောင်ခဲ့ရပြီးပိတ်မိနေသူအချို့ချမ်းရှိနေကကဲထုတ်နိုင်ရန်ကြိုးပမ်းနေစေဟုဆိုသည်။မနေ့ကလည်းလေရင်နဲ့ဆက်တိုက်ကျဲတယ်လို့စစ်ကောင်စီနဲ့ PNO က လက်နက်ကြီးတွေနဲ့စောင်းပြောင်းကြေးရွာတွေကိုပြစ်ခတ်တာ drone နဲ့တိုက်ခိုက်တာလို့တော့ဘလို့မှနေလို့မရတော့ဘူးလေအဲ့ဒါကြောင့်အကုန်ဆွဲထုတ်ရတယ်ပြည်သူတွေကတော့အစုအဖွဲ့လိုက်ကောတူချင်းကောတခြားကြေးရွာတွေဘက်နဲ့တောတောင်တွေကိုထွက်ပြေးနေကြရပါတယ်ဟုစစ်ဆောင်အရေးကူညီနေသူတူကစောင်းပြောင်းရွာတိုက်ပွဲအခြေအနေပေါ်ရှင်းပြပါတယ်စောင်းပြောင်းရွာကြီးတွင်အနောက်ရွာမြောက်ရွာဒုံတန် လင်းဘွာလာဟု၍အပိုင်းလေးခုရှိပြီးတောင်ဘက်ချမ်းရှိလင်းဘွာလာတွင်စစ်ကောင်စီတပ်စခန်းရှိကတောင်ပေါ်၌ PNOP သူစစ်ကတပ်ဆွဲထားသည်ထိခိုက်မှုကနှစ်ဖက်ရှိတဲ့ကြားတဲ့ကနအူးအတီးပြူနိုင်တာတော့ PNOP သူစစ်၃ဦးမနေ့ကတိုက်ပွဲမှာသေတယ်လို့အတီးပြူရတယ်ဟုရှမ်းပြည်တောင်ပိုင်းစည်ရေးသတင်းရင်းမြစ်ကပြောပါရယ်ရှမ်းမန်းလေးကတိုက်ပွဲကြောင့်စစ်ကောင်စီတပ်နဲ့ PNOP သူစစ်တို့သည်အင်အားဖြည့်တင်းမှုများလုပ်နေကြောင်းလဲ၎င်းကအတည်ပြုပါရယ် ဆောင်းပြောင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်တွင်သိမ်းပိုက်ခဲ့မှုသည်ဆောင်ပြောင်းရွာသည်ပင်လောင်းမြို့တောင်ပန်းဖေကုံမြို့နယ်အကြားရှိပြီးဖေကုံမြို့နယ်ငားမိုင်ခန့်သာကွာဝေးသည်စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်ကောင်အင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးပြီးနောက်ဆောင်ပြောင်းရွာကို2024ဇွန်လကုန်ကပြန်လည်တက်ဆွဲခဲ့သည်လက်ရှိတွင်စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကရင်ပြည်နယ်နယ်စပ်တို့တွင်စစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်နေသည်။အဆိုပါထိုးစစ်အရာမိုးပြဲမြို့စစ်ကြောင်း၊မိုးပြဲကုန်းသာစစ်ကြောင်းနှင့်ဖဲခုံညောင်ရွှေမြို့နယ်တို့တွင်ဖြစ်ကြောင်းရှမ်းတောင်စစ်ဒေသကွဲဘူဟာအမတ်တကထုတ်ပြန်ထားသည်။စစ်ကောင်စီ၏ထိုးစစ်ကိုမေလပထမပတ်နှင့်ဒုတိယပတ်အထိခုခံရာတွင်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီးအရှင်သုံးဦးဖမ်းမိကလက်နက်ခဲယံများနှင့်တိုက်ခိုက်ရေးဒရုန်းနှစ်ခုပါသိမ်းဆည်းရရှိကြောင်းသိရှိရသည်။ ဆက်လက်ပြီး KNU တပ်မဟာ9နေမြေရှိစစ်တပ်၏ထုံမှုပလဲမဲစစ်တပ်စခန်းကိုတိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ် KNU တပ်မဟာ9နေမြေရှိစစ်တပ်၏ထုံမှုပလဲမဲစစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြ Force for Federal Democracy FFD အဖွဲ့တာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ မေလ14ရက်နေ့ကစတင်၍ KNU တပ်မဟာနေမည်ရှိအချမ်းဖက်စစ်တပ်၏ထော်မှုပလဲမဲစစ်တပ်စခန်းကို KNL တော်လန်ရေးတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့်စစ်ရေးအခြေအနေအသေးစိတ်ကိုပြောဆိုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်လက်ရှိကတိုက်ခိုက်နေတဲ့ကာလမှုအသေးစိတ်အခြေအနေကပြောပြလို့မရသေးပါဘူး။စကန်သိမ့်ပိုင်နိုင်ရဲ့အတွက်တိုက်ခိုက်နေစေဖြစ်ပါတယ်ဟု Force for Federal Democracy FFD အဖွဲ့တာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Force for Federal Democracy FFD တပ်ဖွဲ့ဝင်များနဲ့ KNLA ဒရုန်းသင်တန်းသားများကပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဆလပီတောင်သားမြို့နယ်လေကူးမရွာစတင်ကြောင်းအနီးစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သားမြို့နယ်လေကူးမရွာစတင်ကြောင်းအနီးအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သားမြို့နယ်လူလူလှုံ့ဆော်မှုကော်မတီမှတာဝန်ရှိသူတို့ကသတင်းထံသို့ပြောဆိုပါတယ်။ ရှင်နေမေလ18ရက်နေ့နနက်9:30မိနစ်ခန့်တွင်တောင်သားမြို့နယ်လှေကူးမရွာစတင်ကြောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်နှလုံးနဲ့ပြည်သူများမွေးမြူထားသောနှွားတကောင်တိတ်ခဲ့ကြောင်းသိရပါသည်။ ဒီနေ့နဲ့9နာရီ10မိနစ်ခန့်မှာလေကူးမှကြေးရွာစတင်ကြောင်းအနီကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုမရှိပေမဲ့နေအိမ်နှလုံးပျက်စီးပြီးနွားတစ်ကောင်သေဆုံးတယ်လို့သိရတဲ့ဟုတောင်သားမျိုးနဲ့လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအူကပြောဆိုပါတယ်ဆလပီတွန်တေးပါကဖားနဲ့ဒေတာဖီနစ်ကောလန်စစ်စင်ရေးပူပေါင်းဆောင်ရွက်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှမ်းကုန်းတိုင်းတွန်တေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွန်တေးကမအူပင်ခရိုင်အမှတ်1တပ်ရင်း data phoenix ခေါ်လန်တဲ့အတူစစ်စင်ရေးတွေဖော်ဆောင်သွားမယ်လို့ဒီနေ့မေလ18ရက်မှာသတင်းထုတ်ပြန်လာပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖထွန်းဒီအနေနဲ့တော်လန်ရေးအတွက်တိုက်ပွဲဝင်ခဲ့တာဟာလေးနှစ်ကျော်ကာလကိုရောက်ရှိလာပြီဖြစ်ပြီးတော်လန်တိုက်ပွဲဝင်နေတဲ့ကာလအတွင်းမှာကန္နာပေါင်းစုံအဖွဲ့အစည်းအမည်အမျိုးမျိုးနဲ့ဆောင်ရွက်ခဲ့ပြီးထွန်းဒီမျိုးနဲ့ရဲတော်လန်ရေးကိုဦးဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ဒီဇိုင်းမမတ်ရည်တည်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်တွန်တီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွန်တီပါကဖာအနေနဲ့အိမ်ပြန်လန်းကို UTP စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ Federal Democracy ရရှိရေးအတွက်မအူပင်ခရိုင်အမှတ်တက်ရင် Data Furnish Column နဲ့အတူစစ်စင်ရေးတွေကိုပူးတွဲဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။